။ DPP ရဲ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုပြောပြပေးပါမယ်။အရှိတောင်အာရှသုံးနိုင်ငံဖြစ်တဲ့အင်ဒိုနီးရှား၊မလေးရှားနဲ့ထိုင်းမှာမိုးတက်ထန်စွာရွာသွန်းမှုကြောင့်သေဆုံးသူ600ကျော်ထိရှိလာပြီးလူ၄သန်းကျော်ပေါ်သေရမှုရှိနေပါတယ်။ဒီလင်္ကာနိုင်ငံမှာဆိုင်ကလုန်းဒိတာမုန်တိုင်းလွန်ရေကြီးမှုတွေကြောင့်နိုဝင်ဘာလ30ရက်နေ့အထိ ေဆုံးသူ212ဦးထိရှိလာပြီး218ဦးပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ What Disney Company ရဲ့ Zootopia 2 Animation ရုပ်ရှင်ဟာပြီးခဲ့တဲ့ကျေစုတော်နေ့ရုပ်ပိတ်ရကာလအတွင်း American Dollar 956တန်လောက်ထိရရှိထားပြီးဝင်ငွေထက်ဝက်နီးပါးဟာတရုတ်နိုင်ငံကရရှိတာဖြစ်ပါတယ်။ DBB နောက်ဆုံးရသတင်းတွေကို DBB TV News Facebook Page မှာဆက်လက်ကြည့်ရှုနိုင်ပါတယ်ရှင်။